ကျမဒီနေ့ပြောမယ်နှုတ်ကပတ်တော်လေးရဲ့ခေါင်းစဉ်ကဖိတ်သိမ့်ချင်းလို့မိပေးရတာဖြစ်တယ်အဲ့တော့ဖိတ်သိမ့်ချင်းဆိုတဲ့အရာကအရေးကြီးတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဖိတ်သိမ့်ရှိတယ်လို့ပြောတဲ့အခါမှာဖိတ်သိမ့်တယ်ဆိုတဲ့အရာကအဲ့ဒီလူကလူလုတ်တဲ့အရာမဟုတ်တော့ဘဲနဲ့အဲ့ဒီလူလုတ်တဲ့အလုတ်အဲ့ဒီလူရဲ့လက် ဲ့ဒီလူသွားတဲ့အရာအဲ့ဒီလူရဲ့ရှိရာအရက်မှာဖရာသခင်ရဲ့လက်တော်ပါရှိတယ်ဖရာရဲ့ဘိတ်သိက်ရှိတယ်တနည်းအားဖြင့် divine grace ဖရာရဲ့တကူတော်တည်ရှိတာဖြစ်တယ်ဘိတ်သိက်ရှိရလို့ပြောလို့ရှိရင် ministry အမှုတော်ဆောင်လောကကိုတခုတည်းကိုပြောတာမဟုတ်ဘူးစီးပွားရေးနယ်ပယ်နိုင်ငံရေးနယ်ပယ်ကျမ်းမာရေးနယ်ပယ်အမှုပညာနယ်ပယ်ပညာရေးနယ်ပယ်မီဒီယာလောကတွေနယ်ပယ်အသီးသီးမှာဖရာသခင်ကတင့်ကိုဖိတ်တိတ်ကြီးမားစွာဖြင့်အသုံးပြုလို့ရနိုင်ရာဖြစ်တယ် ဒိတ်သိရှိရဲ့လူရဲ့အထဲမှာဖယားသခင်ရဲ့လက်တော်ရှိရာဖြစ်တယ်ဥမာအဖြစ်ပေါ့နော်ဒီမောင်လေးတယောက်ကဂီတာတီးတာမကြွဘူးဒါပေမဲ့ तू တီးလိုက်တဲ့သူ့ရဲ့စီခီးနဲ့ပဲထောက်လိုက်တဲ့အတန်ဒီတကယ်ကိုပဲကြားလိုက်တဲ့လူရဲ့နားထဲမှာဖယားရဲ့မျက်မှောက်တော်ကိုခံစားရသွားတဲ့လူမျိုးစားစုံနေတဲ့တခြင်းအတူတူပဲဒါပေမဲ့ဒီတယောက်စုလိုက်လို့ရှိရင်ကြွာွားတာဖြစ်တယ် လွန်ခဲ့တဲ့နှစ်နှစ်လောက်တုန်းကပေါ့နော်ကျမပါစတာ Jeff Ryan ရဲ့အဲဘာသာပြန်ရတာဟာတခုရှိတယ်။သူကနေပြောပေါ့နော်ဒီ digital app နဲ့ဆွဲရတဲ့ပုံတစ်ပုံကိုကျမတို့ပြအဲ့ဒီပုံကဘာပုံလဲဆိုလို့ရှိရင် ဟိုဘော Lion of Judah ဆိုတဲ့ယူဒဘရင်ရဲ့ခြင်သစ်ပုံတပုံကို digital app နဲ့ဆွဲတဲ့ပုံကိုပြအဲ့ဒီပုံထဲမှာဖျားသခင်ရဲ့မျက်မှောက်ကြော်ကအရန်ကိုစီးစင်းတာဖြစ်တယ်ရိုးရိုးပုံလေးတပုံပဲเนาะကျွန်မအဲ့ဒီပုံကိုနှစ်နှစ်ကြာပြီကျွန်မမျက်လုံးတွေကမထွက်ဘူးပေါ့နော်အဲ့ဒီပုံကိုကြည့်ပြီးတော့တဲ့ LGBT မြောက်များစွာကအဲ့ဒီပုံကိုတွေ့ပြီးတော့မှသူတို့ရဲ့အပြစ်အတွက်သူတို့အရန်ကိုပဲနောင်တရပြီးတော့မှဖျားသခင်ထံမှာပြန်ပြီးတော့မှစက်ကပ်ပြီးတော့မှသူတို့အပြစ်တွေကိုခွင့်လို့ဖို့အတွက်ကိုတောင်းပန်တာဖြစ်တယ် ဲ့ဒီ digital award အမှုပညာဖန်တီးမှုတစ်ခုဟာလူပေါင်းများစွာရဲ့စိတ်ကို ပြောင်းလဲပြီးမှနောင်တရစေနိုင်တဲ့အထီးကိုဖရားရဲ့ဗိတ်သိက်ကပါနေတာဖြစ်တယ်။အဲ့တော့ဒီမှာရှိရလူတွေကိုခွန်အားခွန်အားပေးချင်တယ်ပေါ့နော်။သင်လဲဗိတ်သိက်ကိုလိုချင်တယ်ဆိုလို့ရှိရင်ဗိတ်သိက်ကိုအရင်စာငတ်အမှာဖြစ်တယ်။စာလန်ကျန်းအခန်းကြီး89အငယ်19ကိုတစ်ချက်လောက်ဖွင့်ပေးပါဦး။ အတူတို့ကဖတ်ရအောင်နော်။တယံရောအခါကိုလိုဤတန့်ရှင်းသူတို့ကိုဗျာဒိတ်တော်အားဖြင့်မိမ့်ွက်တော်မူသည်က အာကြီးတော်သူသည် ကုမီအကြောင်းငါခန့်ကြပြီးလူစုတဲကရွေးကောက်တော်သူတယောက်ကိုငါချီးမြောက်မည်။အဲ့ဒီမှာဘာပြောလဲဆိုလို့ရှိရင်အဲ့ဒီအချိန်မှာဘာကိုပြောလဲဆိုလို့ရှိရင်ဒီဖျားသခင်ကနေပြောမှာဒါဝိတ်ကိုအဲ ဣသေလလူမျိုးတွေရဲ့ဘယင်ဖြစ်ရွေးကောက်တဲ့အချိန်မှာအဲ့ဒီအရာကိုပြောခဲ့တာဖြစ်တယ်။ဖျားသခင်ကလူတယောက်ကိုဘိတ်သိက်ကိုပေးတယ်။သူဘိတ်သိက်ပေးလိုက်တဲ့လူအပေါ်မှာအားကြီးတဲ့သူတွေကသူ့ကိုကူမမယ်။ဖျားရဲ့လက်ကျော်ကသူ့အပေါ်မှာရှိမယ်။ဒီနေ့အဖြစ်ပြောလို့ရှိရင်ဘိတ်သိက်နဲ့တွားတဲ့လူကသူ့လက်နဲ့သူအများကြီးစူးစမ်းစရာမလိုဘူး။သူကိုဖရာရဲ့လက်ကြော်ရှိရဲ့ဖရာသခင်ကူမတယ်ဘိတ်သိက်မရှိရဲ့သူကတော့အားနေနေတယ်အဲ့တော့ဘိတ်သိက်ကိုလူချင်းလားရယူလို့လား ဘယ်အရာကဘိတ်သိက်ကိုစီးစင်းစေလဲဘယ်အရာကဘိတ်သိက်ကိုပိတ်ဆို့စေလဲဆိုတဲ့အရာတွေကိုဒီနေ့မှာအနေငယ်ဝင်မြလိုပါတယ်ထွမြောက်ရာကျမ်းအခန်းကြီး30အငယ်22ကနေ29တစ်ချက်လောက်ဖတ်ရတပန်သာဝရဖရာသည်မောရှိအားမိတ်တော်မူသည်ကတင်သည်မြတ်တော်နန်းတာမျိုးကိုအကြက်တော်နေချိန်လျက် စင်သောမူရန်စေးအကြက်900မွေးသောတစ်ချပိုး250မွေးသောကြံ250တစ်ချပိုးအမျိုး900တန်လွင်စီတဟင်ကိုယူ၍စေးသမားအကြက်နှင့်ဖျောင်းစီကိုဖော်တက်သည့်အကြိုင်လိန်ရန်စီတီးဟူသောတန်ရှင်းသောနန်းတာစီကိုဖော်ပြီးမှပရိတ်သက်စီဝေးရာတဲတော်နှင့်တတ်သိခံချက်တစ်တာကို၎င်းစပွဲနှင့်စပွဲကြဆာရှိသမျှကို၎င်းမိခုံနှင့်မိခုံ ်တစားကို၎င်းနန့်တာပေါင်းဖြို့တော်ပလင်မိရှို့ရာရစ်ပူစော်တော်ပလင်နေပလင်တစားရှိသမျှတို့ကို၎င်းအင်တုံနေအင်တုံခြေတော့ကို၎င်းထိုနန့်တာစီနေလိန်သဖြင့်ထိုအရာတို့ကို အလွန်တန့်ရှင်းစေခြင်းကထိုတို့တန့်ရှင်းစေရမည်ထိုအရာတို့နှင့်တွေ့သမျှတော်အရာသည်တန့်ရှင်းသောအရာဖြစ်ရမည်အဲ့ဒီမှာဘာသွားတွေ့လဲဆိုလို့ရှိရင်ဖျားသခင်ကမောရှေကိုတန့်ရှင်းသောနန့်တာစီတနည်းအားဖြင့်ဗိတ်သိက်စီကိုဖော်ဆ တ်ခိုင်းတာဖြစ်တယ်။အဲ့ဒီဘိတ်သိက်စီကိုသူ့ရဲ့ Holy Ten လို့ခေါ်တဲ့တဲတော်တဲကရှိသမျှတသက်ခံချက်တစ်တာစပွဲစပွဲတန်စာမီးကုံပလင်ပြပူစော်တဲ့ပလင်အင်တုံရှိသမျှဒီကိုအဲ့ဒီနတ်တာစီနဲ့တုတ်လိန်ခိုင်းတာဖြစ်တယ်။တနည်းအားဖြင့်ပြောလို့ရှိရင်အဲ့ဒီနတ်တာစီနဲ့ထိတွေ့လိုက်သမျှအရာအလုံးဟာ တန့်ရှင်းစင်ကြယ်သွားလိမ့်မယ်ဆိုပြီးတော့မှဘုရားသခင်ကမောရှိကိုအဲ့ဒီဘိတ်သိက်စီအဲ့ဒီတန့်ရှင်းသောနန္တာစီကိုဘုရားသခင်ကဖော်ရတာဖြစ်တယ်ဒီမှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ရှိတယ်အဲ့ဒီနန္တာစီအဲ့ဒီဘိတ်သိက်စီမှာပါဝင်ပစ္စည်းတွေရှိတယ်ပထမတစ်ခုကမှုရန်စင် map လို့ခေါ်တယ်ဒုတိယတစ်ခုကမှုေးသောတစ်ချပိုး cinnamon တတိယတစ်ခုက cactus မွေးသောကြံဖြစ်တယ်နောက်တစ်ခုကတစ်ကြပိုး cassier နောက်ငါးခုတစ်ခုကကြတော့တန်လင်စီ olive oil ဆိုပြီးတော့မှအဲ့ဒီပါဝင်ပစ္စည်းငါးမျိုးနဲ့ဘုရားသခင်ကဗိတ်သိက်စီတန်ရှင်းသောနန္တာစီကိုမောရှိကိုဖော်ဆက်ခိုင်းတာဖြစ်တယ် ဲ့တော့အဲ့ဒီငါးမျိုးကဘာတွေထူးခြားနေလို့လဲအဲ့ဒီငါးမျိုးကဘာအစွမ်းတတ္တိဘာ property တွေဖြစ်နေလို့အဲ့ဒီဘိတ်သိက်စီရဲ့ active ingredient အဓိကပါဝင်ပစ္စည်းဖြစ်နေလဲဆိုတဲ့အရာကိုဒီနေ့မှလေ့လာချင်ပါတယ်ပထမတစ်ခုကဘိတ်သိက်ရဖို့ရန်အတွက်အလိုအဆုံးသောအရာကနှိတ်ချခြင်းဖြစ်တယ် humility နှိတ်ချခြင်းဘိတ်သိက်လိုချင်တယ်ဆိုလို့ရှိရင်ဘိတ်သိက်ကိုလိုချင်တာအရင်နှိတ်ချရမယ်မာနကြီးတဲ့လူတယောက်ရဲ့အသက်ကြာမှာဘုရားသခင်ဘလို့မှအလုံးလုံးလို့မရသူနှလုံးသားကအယံမာကြောတဲ့ခါမှာဘုရားသခင်ကပြုပြင်ပေးလို့မရဘူးဘိတ်သိက်ကိုအရင်လိုချင်ရင်အရင်ကိုနှိတ်ချတာဖြစ်တယ်အခုနောက်က active ingredient ၅ခုထဲမှာပါတဲ့ ကလမတ်ဆိုရက်အပင်ပေါ့နော်အဲ့ဒီအပင်တစ်ချက်လောက်ပြပေးပါအောင်အပင်အစိမ်းလေးပေါ့နော်အဲ့ဒီအပင်ဆိုတာရှိရဒါကကလမတ်အပင်အဲ့ဒီအပင်ကသဘောတဘာဝကထူးဆန်းနေအဲ့ဒီအပင်ကနေအစီကိုဘလို့ယူရလဲမွေးတဲ့အစီပေါ့နော်မွေးတဲ့အရသာအစီကိုဘလို့ယူရလဲဆိုလို့ရှိရင်အဲ့ဒီအပင်မှာမြေကြီးအောက်မှာထည့်ထားတဲ့အမြင့်ရှိတယ်အဲ့ဒီအပင်ကဒီလိုထောင်နေတယ်ဆိုလို့ရှိရင် အဲ့ဒီအမြက်ကတုံးလို့မရသေးဘူးဒါမဲ့အပင်ရတစ်ဖြည်းဖြည်းကြီးပြောမှအကိုင်းရကျိုး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 ပြီးကွေးလာပြီးအောက်ကိုမြေကြီးအောက်ကိုစိုက်ပြီးဆိုလို့ရှိရင်အဲ့ဒီအမြက်ကတကယ်ကိုယူတုံးလို့ရတဲ့အမြက် mature ဖြစ်သွားတဲ့အမြက်ဖြစ်ပြီးဆိုပြောမှအဲ့ဒီအမြက်ကိုယူပြီးတော့မှခုနကပြောတဲ့မွေးတော်ကြံကလမတ်ကိုပေါ်ထုတ်တာဖြစ်ကြတယ်။အဲ့လိုပဲကျမတို့ရဲ့အသက်ကြာထဲမှာလည်းနှိတ်ချခြင်းမရှိတဲ့အခါမှာမနှိတ်ချနိုင်တဲ့အခါမှာ ပဝင်မြင့်နေတဲ့အခါမှာအဲ့ဒီအသက်ကြာကိုဘုရားသခင်ကဘလို့မှဗိတ်သိက်စီတုံးလို့ရတာမဟုတ်ဘူးဗိတ်သိက်ချင်းတုံးလောင်းလို့မရတာမဟုတ်တုံးလောင်းလို့မရပါဘူးကျမတို့ရဲ့မာနကဗိတ်သိက်စီစင်ရလမ်းချောင်းတွေကိုပိတ်ဆို့ရတာဖြစ်တယ်နောက်တဲ့ ingredient နောက်တစ်ခုဖြစ်တဲ့ olive wine ပေါ့နော်တန်လွင်စီတန်လွင်စီကိုလည်းဘုရားရလဲဆိုလို့ရှိရင်အဲ့ဒီတန်လွင် အပင်မှာရှိတဲ့တန်လွင်သီးတွေကိုအရင်ဆုံးတချူနဲ့အကုန်လုံးရိုက်ချရိုက်ချရိုက်ချပလိုက်ရတယ်။အဲ့ဒီတန်လွင်သီးတွေကိုစုစုပြီးလို့ရှိရင်အဲ့ဒီတန်လွင်သီးတွေကိုကျိတ်စုံနဲ့ကျိတ်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 ပြီးတော့မှအရေထွက်လာအောင်လုပ်တယ်။ကျိတ်ပြီးတော့မှအဲ့ဒီထွက်လာတဲ့အရေကိုမပြီးသေး filtration ပေါ့နော် refining ပြန်လုပ်ရတယ်ပြန်လဲတန့်စင်ပြီးပြန်လဲစကားနဲ့စစ်ရတယ်။တန်လွင်စီတန့်စင်နဲ့တန်လွင်စီတစ်ခုရဖို့ဆိုလို့ရှိရင်ချက်ချင်းဒီနေ့လုပ်ဒီနေ့ရမရဘူး။ 都嘛死命啊！伊老话嘞，都鸡呀嘞、吃呀嘞、烫啊嘞、屁呀嘞，喵喵，奶茶不来呀！来的是，哎呦，哎老板，等我排队钱呀！不就等老那四老嘛？哎，四嘛撇见，都嘛白老话嘞，奶茶端上，奶茶端上，老话阿哥烧端上，都顾奶茶的呀！的是，奶茶钱便宜就是，哎呀，我们排队呀有钱的是路线，排队过路千啦，而且奶茶吧，老话过奶茶不六啊？加撇钱。 ဖျားသခင်အတုံးပြူတဲ့တရားဟောဆရာကြီးတွေဖျားကြီးမဆောက်အတုံးပြူတဲ့ဆရာကြီးတွေရဲ့အသက်ကြာမှာဆိုလို့ရှိရင်နှိတ်ချခြင်းဆိုတာကိုအမြဲတွေ့ရတယ်ပါစတာအီလွိုက်မော်ဂန်ပေါ့နော်ဒီကလူတွေကလုံးသိမယ်ဒီကိုတစ်ခေါက်လာပါတယ်ကျွန်မသူ့အရန်သဘောကျတာပြည့်ကျွန်မရဲ့ most adorable person လို့ပြောလို့ရတယ်ကျွန်မသူ့ရဲ့တရားဟောချက်တွေကိုကြည့်ပြီးကျွန်မသူ့ကိုအားကျတာချက်သူ့ရဲ့ personal life ကိုကျွန်မကြည့်ပြီးသူ့ကိုအားကျတာဖြစ်တယ် တကယ်ကိုပဲဖျားကျေးဇူးတော်ကြောင့်သူ့ရဲ့ဘာသာပြန်သူ့သူ့ရဲ့ဘာသာသူ့ရဲ့ပွဲမှာကျွန်မဘာသာပြန်ဖို့အတွက် session အနေငယ်ကိုကျေးဇူးတော်ကြောင့်ရခဲ့တယ်။သူကဘလောက်တောင်မှနှိတ်ချလဲဆိုလို့ရှိရင်ဘာသာပြန်ပြီးတိုင်းမှာကျွန်မတို့ကကိုဘာသာပြန်ပြီးပြီဆိုလို့ရှိရင်အနောက်မှာနေလဲနေရဟိုဘက်မှာနေလဲသူကကျွန်မတို့ရှိရဲ့စီကိုလာပြီးတော့မှလက်ကိုကင်ပြီးတော့မှမျက်လုံးကိုကြည့်ပြီးတော့ကျေးဇူးအရင်တင်တယ်နော်အဲ့ဒါလေးပဲပြောတာဖြစ်တယ်အဲ့ဒါ လာပြောတာကကျမရဲ့နှလုံးသားကိုကြွေဆင်းစေတယ်။အိုးငါသေလို့ရပြီပေါ့နော်။အဲ့လိုမျိုးအဲ့လိုမျိုးဒီအရာလေးကိုဒီနှိတ်ချရတဲ့အရာလေးကိုတွေ့နေတော့မှဒုက္ခမဲ့ဒီမှာသူရဲ့ပိတ်တိတ်ကအရန်ကြီးပြောနှိတ်ချရတဲ့ဘဝကျမရဲ့နှလုံးသားကိုရိုက်ခတ်စေတယ်ပေါ့နော်။အဲ့အဲ့လိုမျိုးအဲ့လိုမျိုးဖြစ်သွားရပေါ့နော်။အဲ့တော့ဆရာကြီးရဲ့ background ကိုလည်းကျမလိုက်ကြည့်ရတဲ့အခါမှာသူ့ရဲ့ bibliography ကိုကြည့်ရတဲ့အခါမှာဆရာကြီးကအရင်တော့က "तू က तू ရဲ့ တရားဟောပွဲတိုင်းမှာသူရဲ့ personal တသက်ခံချက်ရှိရဲ့အရင်တော့ကကိုကိန်းကိုခုနှစ်နှစ်တောင်ဆွဲခဲ့တာဖြစ်တယ်။ तू तू ကိုကိန်းဆွဲပြီးမူရစေဆွဲပြောမှာအခန်းထဲမှာ तू တင်မလို့ဖြစ်သွားတယ်။ဆေးဆွဲဘူးတဲ့လူတွေသိရင်နော်မင်းပြောမှာတင်မလို့ဖြစ်တဲ့အခါမှာဖျားသခင်ကသူ့ကိုအလင်းနဲ့အမှောင်ပေါ့နော်။အဲ့ဒီအရာကိုပြပြောမှာ तू ကအဲ့ကနေပြောမှာ तू ကနေပြောမှာဒီ သခင်ရှုခရစ်တော်ကိုသူပြန်ရပြောင်းမှပြောင်းလဲခဲ့တာဖြစ်တယ်။ဒီ US ကနေပြီးတော့မှတကားအင်္ဂလိပ်အတွက်တကားလမ်းဖွင့်ပေးတဲ့ဒီထိုင်းနိုင်ငံမှာနေပြီးတော့မှအာရှအတွက်ကိုတကယ်ကိုပဲနှလုံးသားရှိတာဖြစ်တယ်။အဲ့တော့ဘိတ်သိက်ချင်းခံရတဲ့လူရဲ့အသက်ကြောင်ကိုသွားကြည့်။သူတို့ဘာဖြစ်လို့အဲ့လောက်တောင်မှဘိတ်သိက်ချင်းကြီးမားနေလဲ။သူတို့ဘာဖြစ်လို့ဘုရားသခင်ကအဲ့လောက်ကြောင်အတုံးပြုနေလဲ။သူတို့မှာ significant ထူခြားနေတဲ့အရာကသူတို့စီမှာနှိတ်ချခြင်းဆိုတာရှိရောရှိ။ဘိတ်သိက်ပေးတာချင်းတူနေပေမဲ့ နှိတ်ချခြင်း period ကိုဖျက်တမ်းလာတဲ့ပုံမှာမူတည်ပြီးတော့ကြွာတာဖြစ်တယ်။ဒါဝိတ်နဲ့ရှောလူပေါ့နော်။ဒါဝိတ်နဲ့ရှောလူကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့နှစ်ယောက်လုံးကိုဖျားသခင်ကဣသေလဘယင်ဖြစ်ဖို့အတွက်ရွေးရတာဖြစ်တယ်။နှစ်ယောက်လုံးကိုပရောဖက်ရှမွေလာကနေပြီးတော့မှသူတို့နှစ်ယောက်လုံးကိုခေါင်းကနေပြီးတော့မှဗိတ်သိက်စီလူပြီးတော့မှဗိတ်သိက်ပေးရတာဖြစ်တယ်။ရှောလူနဲ့ ဒါဝိတ်နဲ့ကြောင့်ဘာကွာလဲဆိုလို့ရှိရင်ရှောလူကိုဘယင်မြောက်တဲ့အချိန်မှာအဲ့ချိန်တော့ကအစ်တေလာလူမျိုးတွေကဘယင်ကိုအသေးအတန်လိုအပ်နေကြတဲ့အချိန်ငါတို့မှဘယင်မရှိဘူးဘယင်ပေးပါဆိုပြောမှထကြွတောင်းချမ်းနေတဲ့အချိန်ဖြစ်ခြင်းရှောလူကိုကြည့်မယ်ဆိုလို့ရှိရင်လေသူ့မှာဘယင်ဖြစ်ဖို့အတွက်ကြံ့အင်လက္ခဏာအပြည့်အစုံ properties เนาะသူ့မှာအများကြီးရှိရယ်သူများချက်ကိုခေါင်းတလုံးတာတယ်ပို့ပြီးချောမောတယ်ပို့ပြီးခွာရှိရယ်စက်မှတ်ရေးရတဲ့အကုန်လုံးကိုလည်းကျွမ်းတယ် ဲ့တော့ तू ကဘာဖြစ်လဲဆိုရင် automatic ဘယင်နေရာကိုတန်းဖြစ်သွားတာဖြစ်တယ်ဒါပေမဲ့သူ့မှာကဘယင်တန်းဖြစ်တဲ့အခါမှာတခါတည်းကြလို့ရှိရင်သူ့ရဲ့အတက်တာကိုသွားကြည့်မယ်ဆိုလို့ရှိရင်ရန်သူရဲ့လှုပ်ခတ်ခြင်းကိုခံစားရတဲ့အခါမှာဖိလိတိလူမျိုးတွေရဲ့လာပြောမှတိုက်မယ်အဲ့လိုမျိုးခံစားရတဲ့အခါမှာသူ့မှာစိတ်မတည်ငြိမ်ဘူးအမြဲတမ်းကြောက်ရွံ့နေတာဖြစ်တယ်။ဒါဝိတ်ကိုတော့မှ तू ကပြန်ပြီးကြောက်ရွံ့ပြောမှအမြဲတမ်းစိတ်ပူနေခဲ့ရတာဖြစ်တယ်။နောက်ပိတ်ဆုံးတော့ဘိတ်သိက်ရွှေ့သွားတဲ့အထိပဲ။ ဘိတ်သိက်ဆိုတာမျိုးကရပြီးတဲ့ဘိတ်သိက်ကိုပြန်လည်ပြီးဆုံရှုံသွားရလဲရှိရယ်ဘိတ်သိက်ဆိုတာကရွှေတက်တာဖြစ်တယ်ဒါဝိတ်ကိုကြည့်မယ်ဆိုလို့ရှိရင်သူကအသက်18နှစ်မှာစီလောင်ပြီးတော့မှဘိတ်သိက်ချင်းကိုခံရတာဖြစ်တယ်ဒါပေမဲ့သူတော်တော်နဲ့ဘယင်မဖြစ်ဘူးအဲ့ဒီသူဘယင်ဖြစ်တဲ့အသက်ဟာဆိုလို့ရှိရင်31နှစ်မှာသူကဘယင်ဖြစ်ကြဖြစ်တယ်ရှောလူဘယင်ဖြစ်တဲ့အချိန်မှာတော့မှရှောလူတည်ပြီးတော့မှပဲသူကဘယင်ဖြစ်ကြဖြစ်တယ် နောက်ပြောမှာ तू ကဣတိလအမျိုး12မျိုးလုံးရဲ့ဘရင်ဖြစ်လာတာဖြစ်တယ်။18နှစ်နဲ့31နှစ်ကြားထဲမှာဘယ်နှစ်ကြာခဲ့လဲ။14နှစ်လောက်14နှစ်လောက်ကြာခဲ့တာဖြစ်တယ်။အဲ့ဒီ14နှစ်အတောအတွင်းမှာ ရှော့လူရဲ့ case နဲ့ तू ဟာမတူဘူး तू ပါရီခံစားခဲ့ရလဲဆိုလို့ရှိရင်ရှော့လူရဲ့အသေးတန်လိုက်တက်ကြကို तू ခံခဲ့ရတယ်အဓုလန်ဥယျာဉ်ထဲမှာ तू ကဒုက္ခပေါင်းများစွာကိုနှိတ်ချခြင်းအခြေအနေနှိတ်ချခြင်းအခြေအနေများစွာကို तू ကြော်ဖြတ်ခဲ့ရပြီးတော့မှဟိုဖိလိတိလူတွေရဲ့အရှိမအယူတယောက်လိုမျိုးစားပဲ तू နေခဲ့ရတဲ့အခြေအနေရှိတယ်နော်ဘယင်ဖြစ်လာမဲ့လူကအဲ့လိုမျိုးနေနေခဲ့ရတာပြီးလို့ရှိရင်စားစရာမရှိဘူးထားစရာမာနတွေလည်းတစ်ချိန်မှကိုမရှိတော့တဲ့အခြေအနေတွေမှာအနှိမ့်ကျဆုံးကိုအဲ့ဒီဆက် ်၄နှစ်တောတွင်းမှာအလူးအလဲခံကြရတာဖြစ်တယ်။အဲ့ဒီဆက်၄နှစ်တာအတောတွင်းမှာသူခံစားကြရတဲ့အရာတွေဒါမရှိခဲ့ဘူးဆိုလို့ရှိရင်ကျမတို့ဆာလံကျန်းဆိုတာကိုတွေ့မှာမဟုတ်တော့ဘူး။ဘယင်တယောက်ဖြစ်လာဖို့ဒီမားရဲ့ဘိတ်သိက်ကိုရှိဖို့အတွက်အဲ့ဒီလူကအရင်အဆုံးဘယ်နေရာကိုသွားရလဲဆိုလို့ရှိရင်နှိတ်ချတဲ့နေရာနှိတ်ချတဲ့နေရာဟိုးအောက်ဆုံးထိကိုကုန်းမကောက်လိုင်လောက်အောင်ပြစီသွားတဲ့အခြေအနေမျိုးကိုဒါဝိတ်ကကြုံခဲ့ရတာဖြစ်တယ်။နောက်ပြီးတော့မှသူ့အတွက် ဘိတ်သိက်ကအချိမြောက်ခြင်းကလာတာဖြစ်ခြင်းမောရှိလေအဲ့တိုင်းပါပဲမောရှိကသူ့ရဲ့အသက်ကြာရဲ့၃ပုံ၂ပုံလောက်ကိုတိုးချောင်းပြောမှသူကအချိန်ကုန်ခဲ့ရတာဖြစ်တယ်အဲ့ဒါဆိုရင်ယုံနိုင်မလားမသိဘူးနော်တိုးချောင်းပြောမှသူ့ရဲ့အသက်40ကနေအသက်80ထိကိုသူကတိုးတွေကိုချောင်းခဲ့ရတယ်အသက်80ကျောင်းမှာဘုရားသခင်ကသူ့ကိုဗိသိက်အားဖြင့်ခေါ်တာဖြစ်တယ်သူတည်တဲ့အချိန်မှာအသက်က120ရှိပြီဖြစ်တယ်ဗိသိက်ကြီးမားတဲ့လူတွေအသက်ကြာတယ်ဘသူပွဲမဆိုကြည့်ပါဗိသိက်ကြီးမားတဲ့လူရဲ့အသက်ကြာတယ်မှာသူတို့မှာ ဘေးအရာကိုဖျက်တမ်းခရလဲဆိုလို့ရှိရင် whiteness situation ဆိုတဲ့သူတို့ကိုချိုးဖဲပလိုက်တယ်သူတို့ကိုချိုးနှိမ်ပလိုက်တယ်သူတို့ကိုနှိပ်ချပလိုက်တယ်ဆိုတဲ့နှိပ်ချခြင်းအရာတွေကိုအရင်ကြော်ဖျက်ရတာဖြစ်တယ်အဲ့တော့အဲ့ဒါနဲ့ပြောင်းပြန်ဘိတ်သိက်ကိုပိတ်ဆို့တဲ့အရာဘိတ်သိက်ကိုတားဆီးတဲ့အရာက မာနကြီးခြင်းဂုံမောက်ခြင်းပဲဖြစ်တယ်မာနကြီးတဲ့လူ မာနထောက်လွားတဲ့လူစီမှာဘလောက်ပဲကြီးမားတဲ့ gift ရှိနေပါစေဘလောက်ပဲကြီးမားတဲ့ specially gifted person ကြီးဖြစ်နေပါစေသူ့မှာရှိတဲ့မာနကြောင့်ဘုရားသခင်ကအသုံးပြုလို့မရဥပမာအဖြစ်ပြောမယ်ဆိုလို့ရှင် Lucifer ဖြစ်တယ်စာတန်မာနပေါ့နော်စာတန်ရဲ့ original ကဘယ်ကလာလဲဆိုလို့ရှင်ရင်သူကလင်းသောကောင်းကင်တမန်ဖြစ်တယ်ဒီမှာကျမတို့ praise worship band ဖွဲ့နေဥဆောင်ပြီးတော့မှတချင်းဆိုကြတယ် လူစီဖာမှာဒါလည်းမလုံချိန်တော်ကလူစီဖာဒီ worship leader ဖြစ်ခဲ့တယ် worship leader တောင်မှကောင်းငင်ပုံမှာရှိတဲ့ဖျားလို့ဓာတ်ရိုက်တွေ့ပြီးတော့မှ तू ကချီးမွမ်းကိုးကွယ်ရတဲ့ worship leader เนาะဒါပေမဲ့သူ့မှာဘာရှိလာလဲဆိုလို့ရှင်ရင်တစ်ချိန်လုံးပဲစင်ပေါ်မှာနေရတဲ့ခါမှာမာနကြက်လာဂုံဆာလာတယ်ချီးကျူးတာကိုခံချင်တယ်ချီးမြောက်တာကိုခံချင်တယ် ဲ့မှာဟေရှာယတည်းမှာဘာပြောလဲဆိုလို့ရှိရင်ကောင်းကင်ဘုံတို့ငါတက်မီဘုရားသခင်ကျေရိုချက်ငါပလင်ကိုချင်းမြောက်မီဗျာဒိတ်တောင်ပေါ်မှာထိုင်မီမိုးတိမ်တပ်ပေါ်တို့ငါတက်မီအမြင့်ဆုံးသောဘုရားကဲ့သို့နေမီဟုစိတ်အကြံရှိလေတော့မရဏနိုင်ငံတင်းကြိုင်တွင်းထဲသို့နှိတ်ချခြင်းကိုခံရလိမ့်မည်မိတ်ဆွေများတက်မောက်ဘုရားသခင်ပေးရတဲ့ gift တွေအများကြီးရှိရင်ရှိမယ်အကြီးကြီးရှိရင်ရှိမယ်ဒါပေမဲ့တက်မောက်ရှိရဲ့တင့်ရဲ့ gift တွေ ဖရားရဲ့ဘုံတော်ထင်ရှားဖို့နဲ့သင်ဘေးမှာရှိတဲ့လူတွေကောင်းစားဖို့သင်ဘေးမှာရှိတဲ့လူတွေကောင်းချီးမင်္ဂလာခံစားဖို့ဖြစ်တယ်။သင်တယောက်တည်းနာမည်ကြီးကြော်ကြားပြီးတော့မှလူအများကြီးကျူးတာခံရဖို့အတွက်အဲ့အတွက်ကိုပေးရတဲ့ gift မဟုတ်ဘူး။သင်ကိုပေးရတဲ့ဖရားပေးရတဲ့ gift ကြီးမားတဲ့စုကျေးစုကြီးမားတဲ့ဘိတ်သိက်တီဖရားရဲ့ဘုံတော်ထင်ရှားစေဖို့အတွက်ဖြစ်တယ်။ ။တင်ရအဲ့ဒီဘိတ်သိက်ကိုဖရာရဲ့ဘုံတော်ထင်ရှားစေဖို့အတွက်နဲ့အဲ့ဒီဘိတ်သိက်ကိုစီးစင်းခြင်းအပြင်လူပေါင်းများစွာတင်အပြင်ကောင်းချီးမင်္ဂလာကိုခံစားစေဖို့အတွက်ပဲဖြစ်တယ်။အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်ဘိတ်သိက်ဟာရွှေ့သွားနိုင်တယ်။ဘိတ်သိက်ဟာပြောင်းလဲသွားနိုင်တယ်။ဘိတ်သိက်ဟာကူးပြောင်းတယ်။ဘိတ်သိက်ဟာပျောက်ကွယ်သွားတဲ့အရာလည်းရှိတယ်။အဲ့တော့ဘိတ်သိက် ဘယ်အချိန်မှအရင်ဆုံးစပြီး flow လာလဲစီးဆင်းလာလဲဆိုလို့ရှိရင်သင်ကနှလုံးသားမှန်ကန်စွာဖြင့်လူရီအချက်ကိုစပြီးတော့မှအစေခံတော့မယ်အဖို့ခပေးတော့မယ်လို့စပြီးတော့မှစဉ်းစားလိုက်တဲ့အခါမှာဆုံးဖြတ်လိုက်တဲ့အခါမှာဖရာသခင်ကသင်ကိုဗိတ်သိက်ကိုစပြီးစီးဆင်းစေတာဖြစ်တယ်အဲ့ဒါကဗိတ်သိက်ရဲ့ဝင်ပေါက်ပဲဖြစ်ပါတယ်ဒုတိယတစ်ချက်တန့်ရှင်းစင်ကြယ်ခြင်းပေါ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖရာသခင်က တန်ရှင်းစင်ကြယ်ခြင်းကိုအယံတံမူထားတဲ့ဖရာဖြစ်တယ်။တစ်ပေအခန်းကြီး1အငယ်15နဲ့16ကိုတစ်ချက်ပြကြည့်ပါဦး။တင့်ကိုခေါ်တော်မူသောသူသည်တန်ရှင်းတော်မူသည်ဤသူကြင့်ကြံပြုမူသည်များတို့၌တန်ရှင်းခြင်းရှိကြလော။အကြောင်းမူကားငါသည်တန်ရှင်းတော်မူသောကြောင့်သင်တို့သည်လည်းတန်ရှင်းခြင်းရှိကြလောဟုစံစာလာသည်။အခုနောက်ကအမ် ဗိတ်သိက်စီမှာပါတဲ့ active ingredient ၅မျိုးလေးရနှစ်မျိုးပေါ့နော် merb လို့ခေါ်တဲ့မူရန်ဆေးနဲ့ cassia လို့ခေါ်တဲ့တစ်ချဘိုးဆိုပြီးနှစ်မျိုးရှိတယ်မမေ့ကြလားမသိဘူးနော်အဲ့ဒီမူရန်ဆေးလို့ပြောတဲ့အခါမှာမူရန်ဆေးကိုဘယ်မှာအသုံးပြုလဲဆိုလို့ရှိရင်ตาငါးတွေအသေးကောင်တွေမပုတ်မတိုးအောင်လို့အခုခက်ကြရပြောမှာဆိုမတနောပေါ့နော်အဲ့လိုမျိုးစား um မပုတ်တိုးအောင်လို့တုံးတဲ့နေရာမှာမူရန်ဆေးကိုအသုံးပြုတာဖြစ်တယ်တနည်းအားဖြင့်မူရန်ဆေးသည်အပုတ်ကောင်အပွားကောင်တွေရဲ့ ုတ်ချင်းညှိချင်းအက်ချင်းတွေကို तू ကဆုတ်လို့နိုင်တဲ့အစွမ်းရှိတယ်။အဲ့လိုပဲ calcium ဆိုတဲ့အရာကလည်းအပူအပုတ်ရှင်းပြီးဆက်တဲ့ spicy ဖြစ်တဲ့ ingredient ဖြစ်တဲ့အပူအပုတ်ကင်းသွားအောင်သုံးနာအရာဖြစ်တယ်အဲ့တော့ဖျားသခင်ကတင့်ကိုဖိတ်သိပ်ပေးပြီဆိုလို့ရှိရင်တင်းရဲ့အတ္တကြောကိုတန့်ရှင်းစင်ကြယ်သွားအောင်တင့်ကို clean sin လုပ်ပေးတယ်တင့်ကို internal cleaning လုပ်ပေးတာဖြစ်တယ် ဖိတ်သိမ့်ခြင်းခံရတဲ့သူကြပါသူ့ရဲ့အတ္တကြာတန့်ရှင်းစင်ကြယ်နေဖို့လိုအပ်ပါတယ်ကျမတို့ဘုရားသခင်ကတန့်ရှင်းခြင်းကိုဘလောက်တောင်မှနှစ်သက်တဲ့ဘုရားသခင်လဲဆိုတဲ့အရာကိုကျမဗီဒီယိုကလစ်တစ်ခုကိုပြပေးခြင်းနဲ့ရှောလမုန်မင်းကြီးရဲ့ဗိမာန်တော်အဲ့ဒီဗီဒီယိုကလစ်လေးကိုတစ်ချက်လောက်ပြပေးပါဒါကရှောလမုန်မင်းကြီးရဲ့တဲ့ခါမှာဒါဝိတ်မင်းကြီးကိုတိုင်းကအဲ့ဒီ temple ကိုသူကစောက်ချင်တာဖြစ်တယ်ဒါပေမဲ့ဒါဝိတ်မင်းကြီးကသွေးစွန်းထားရတဲ့အတွက်ကြောင့်မလို့သွေးစွန်းတဲ့လက်နဲ့ ငါရဲ့တန့်ရှင်တော်ဗိမာန်တော်ကိုတိဆောက်ခွင့်မပေးဘူးဆိုပြီးတော့မှသူ့ရဲ့သားဖြစ်တဲ့ရှောလမုန်မင်းကြီးလက်ထက်မှာအဲ့ဒီဗိမာန်တော်ကိုဆောက်လုပ်ခွင့်ရတာဖြစ်တယ်။နောက်ပြီးတော့မှအဲ့ဒီဗိမာန်တော်တဲ့ခုနကပြောတဲ့တန့်ရှင်ရဌာနတော်အသက်ရှင်ဆုံးသောဌာနတော်တွေကိုဝင်ချင်တဲ့လူတွေဝင်လို့မရဘူး။အသက်ကြရဲမှာတကယ်ကိုပဲစက္ကဲအနံ့ထားတဲ့တန့်ရှင်သောအသက်ကြရှိရဲ့ ရစ်ပရောဟိတ်မင်းကြီးတွေပဲဝင်ရတာဖြစ်တယ်။သူတို့ဝင်ခါနီးပြီးဆိုရင်တော့မှသူတို့ကခုနပြောတဲ့အင်တုံတွေရှိရဲ့။အဲ့ဒီအင်တုံတွေမှာသူတို့တွေကကိုကိုကိုခြေလက်တန့်ဆင်ပြောမှတတ်တန့်ရှင်းရှင်းလုပ်ပြောမှဝင်ရတာဖြစ်တယ်။အဲ့တော့ဘိတ်တိတ်ချင်းခံရတဲ့လူကြောက်ရဲ့အသက်ကြာထဲမှာတန့်ရှင်းစင်ကြဲခြင်းကအရင်ကိုအရေးကြီးရင်ဒီမှာရှိရဲ့လူတွေကိုကျွန်မတို့ခုအားပေးခြင်းနဲ့ယခုတင်ရောက်ရှိနေတဲ့နေရာကတန့်ရှင်းသောဌာနတော်ဖြစ်တယ်။ တင်ထိုင်နေတဲ့ຢာကဖရာသခင်ရဲ့မျက်မှောက်တော်အကြီးမားဆုံးတွန်းလောင်းတဲ့နေရာတန့်ရှင်းသောနေရာဖြစ်တယ်။ယစ်ဘရဟိတ်အေလိရဲ့သားမယောက်ဖြစ်တဲ့ဟော့ဖနီနဲ့ဖိနဟတ်တို့ကသူတို့တွေကယစ်ဘရဟိတ်ရဲ့သားတွေပဲ။အဲ့ဒီအရာရာကိုယူရမယ်လေဝိအမျိုးဖြစ်တယ်။ဒါပေမဲ့တန့်ရှင်းရဌာနတော်ကိုသူတို့ကအလင်းမထဘူးမထင်မဲ့မြင်ပြုတယ်။တဲတကားနာမှာစီဝဲတဲ့မိမရဲ့လဲမှားရင်းတဲ့ခါမှာသူတို့တွေကပယ်ရှင်းချင်းခံရတာဖြစ်တယ်။သူတို့ကိုကြက်ကြက်တစ်တစ်မစုံမရဲ့ 阿力，多来百姓去看啊！别听，今天毛说了些，拍鸦不看啊！多来翻身农民没照顾，以前个为占毛差多拍鸦别听。阿力翻身农民没照顾，占毛差嘞多来过别，多个白得帮忙别听。等下阿力在新疆听到那个为民的表，乡民的表，阿力在新疆等下占毛没差别，阿力在凡浦省等下占毛没差别，等下老天老农民，等下山人下下个，等下我们偏远不是说些，等下阿力百姓去看啊！别听。 တက်ရှင်သောဌာနတော်တွေကိုဝင်ခွင့်ရတဲ့တင့်ရဲ့ခန္ဓာကိုယ်ကတက်ရှင်သောဝိညာဉ်တော်ကိန်အောင်တဲ့နေရာဖြစ်တယ်။တင့်အထက်ကိုဘာတွေထည့်နေလဲ၊ဘာတွေကြည့်နေလဲ၊ဘာတွေလုပ်နေလဲအဲ့ဒီအရာကအရေးကြီးတာဖြစ်တယ်။မာရွေးတဲ့အရာကိုတင့်ထည့်နေမယ်ဆိုလို့ရှိရင်အဲ့ဒီအရာကိုရက်ကြံကရက်ပစ်လိုက်ပါ။ဘုရားသခင်ကတင့်ကိုဘိတ်သိမ့်စီနဲ့သွန်းလောင်းတဲ့အခါမှာ တင်းရဲ့ကိုခန္ဓာကိုတန့်ရှင်းစေမှာဖြစ်တယ်။တင်းစိတ်ထဲမှာရှိရဲ့တင်းဆွဲနေတဲ့ detach ဖြစ်နေတဲ့ attach ဖြစ်နေတဲ့မကောင်းမှုတွေအရာတွေကိုမှတ်နေတစ်ခါတလေကြလို့ရှင်တင်းဆွဲအားနဲ့တင်းမလုံနိုင်ဘူး။ဒါပေမဲ့ဖခင်ကတင်းကိုအခုနောက်ကပြောလဲမှုရန်စေးနဲ့တင်းကိုတွန်းဟောင်းလိုက်တဲ့အခါမှာ အဲ့ဒီအရာတွေကိုသင်ကအများကြီးစူးစမ်းရမလို့ဘယ်နဲ့တင့်ကိုတင် inner cleansing လုပ်နိုင်မှာဖြစ်တယ်။အဲ့မို့ဘုရားသခင်ကိုပြောပါ။ကျမကို inner cleansing လုပ်ပေးပါ။ကျမရဲ့အခြေကိုရှာဖွေပါ။ကျမရဲ့အခြေကိုမှွေနှောက်ပေးပါ။ကျမရဲ့အခြေမှာရှိတဲ့ဘုရားသခင်မကြိုက်မနစ်သက်တဲ့အဲ့ဒီဘိတ်သိက်ကိုတားဆီးနေတဲ့အပြစ်တွေမှတမျကိုဖယ်ရှားပေးပါ။ကျမရဲ့ခန္ဓာကိုယ်ကိုတက်ရှင်းစေခြင်းစေပါ။ဘာလို့ဆိုလို့ရှိရင်တင့်ရဲ့တက်ရှင်းခြင်းကဘုရားသခင်ကတင့်စီကိုဝင်လာနိုင်တဲ့ဘိတ်သိက်စီစဉ်ခြင်းပဲဖြစ်တယ်။ တင်အသက်ကြာထဲမှာတန့်ရှင်းခြင်းမရှိဘူးဆိုလို့ရှိရင်တင်ကဖရားကြောင့်ကိုတော့လာနေပေမဲ့အပြင်မှာ secret sin တွေဖြစ်ပြီးတော့မှအဲ့ဒီအပြစ်တွေနဲ့အပေးယူလုပ်နေပြီးတော့မှတင်ရဲ့တန့်ရှင်းခြင်းတွေက down သွားမယ်ဆိုလို့ရှိရင်တင်ရဲ့အသက်ကြာထဲကိုဖိတ်သိက်ကဘလို့မှမစည်းစင်းတဲ့အပြင်ရှိနေတဲ့ဖိတ်သိက်ပါကွယ်ပြောက်သွားမှာဖြစ်တယ်အဲ့တော့ဒီမှာရှိရလူငယ်များတင်ရောက်ရှိနေတဲ့နေရာကိုတင်ကတန်ဖိုးထားမှာဖြစ်တယ်အရင်တော့ကလူတွေကဖျားကိုကိုးကွယ်ချင်တိုင်းကိုးကွယ်လို့မရဘူးတင်က ဖျားเจ้าမှာဒီမှာရှိနေတဲ့အခါမှာဒီတန့်ရှင်းရဌာနတော်ဒီတင်တန်မိုးထားမယ်နေရတင်အမျက်တနိုးထားမယ်နေရတင်တက်ရှင်းစွာနေထိုင်ရမယ်နေရဖြစ်တယ်။နောက်ဆုံးတစ်ချက်နဲ့ညီကုံချုပ်ခြင်းနဲ့ပေါ့နော်။ဘိတ်တိတ်ကိုလိုချင်တယ်ဆိုလို့ရှိရင်အဖိုးခပေးနိုင်လား။ဘိတ်တိတ်ကိုအသေးတန်လိုချင်တယ်။ဒီခါလေးကျမကျမကိုကျမပြောတာပေါ့နော်။ဒီခါလေးကျမအဖိုးခပေးရတဲ့ခါရှိရယ်ကျမလည်းငီးပြမယ်နော်။ကျမငီးပုံကြီးနေ။ပတ်စံကုန်လိုက်တာ။ အိရေးပြက်လိုက်တာပင်ပန်းလိုက်တာအချိန်တွေကုန်လိုက်တာအာအဖိုးခနည်းနည်းပဲပြရသေးတယ်ညီရ15ခါလောက်ညီးတယ်ဒီအရလို့မပြောကျွန်မကိုကျွန်မပြောတာဖြစ်တယ်ကျွန်မကိုကျွန်မပြန်ပြီးဟိုပါဒီလောက်ကပဲတော့ကျွန်မအတွက်လည်းဖြစ်တယ်အဲ့တော့အဖိုးအခဆိုတာကဖရားရဲ့ဖရားသခင်ကဗိတ်သိက်စီကိုတွန်းလောင်းပြီးဆိုလို့ရှိရင်ဗိတ်သိက်ကကောင်းတယ်လို့ကျွန်မတို့ထင်တယ်နော်ဒါပေမဲ့အဲ့ဒီဗိတ်သိက်စီကပဲကျွန်မတို့ကို ခြေဖျက်လိုက်တဲ့အရာရှိတယ်။ကျမတို့ကိုချိုးဖျက်လိုက်တဲ့အရာရှိတယ်။အခုနောက်က anointing oil မှာပါတဲ့နောက်ဆုံးသော ingredient cinnamon ပေါ့နော် cinnamon ပုံလေးပြပေးပါဦးတစ်ချဘိုးခောက်ပုံတစ်ချဘိုးခောက်ကိုအဲ့တိုင်းပဲထားရင်တစ်ချဘိုးခောက်စီကနေအနက်မထွက်ပါဘူး။မွေးရနဲ့ဆိုတာထွက်မလာဘူး။အဲ့တစ်ချဘိုးခောက်ကိုဘာလုပ်ရလဲဆိုမီးရှို့ပလိုက်ရတာဖြစ်တယ်။မီးရှို့ပလိုက်တယ်။လောင်မြိုက်ပလိုက်တယ်။သူ့မှာရှိရဲ့ ထွက်လို့ရတဲ့အရာမှန်တမျကိုထွက်အောင်လို့မီးရှို့ပလိုက်တော့မှအဲ့တတတဘိုးခောက်စီကနေအနံ့ထွက်လာတော့မှဘိတ်သိစီဆိုတာကရလာတာဖြစ်တယ်။အဲ့တော့ဘိတ်သိကိုလိုချင်နေဆိုလို့ရှိရင်အဖိုးအခကိုပေးရမှာဖြစ်တယ်။တည့်ရဲ့ comfort zone ကနေသင်မထွက်နိုင်သေးဘူးလား။အဖိုးအခပေးရတဲ့အရာတွေရှိတယ်။ဥမာအဖင်ဆိုလို့ရှိရင် prophet elisha ဟာဆိုလို့ရှိရင်သူ့ရဲ့ဒီ prophet လောကပေါ်တော့ဒီတမိုင်းမှာဆိုလို့ရှိရင်ဘိတ်သိအများဆုံးပြုလုပ်နိုင်တဲ့ prophet လို့နာမည်တွင်တာဖြစ်တယ်။ အဲ့ဒီဘိတ်သက်ကို तू လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူး तू အဲ့ဒီဘိတ်သက်ကို तू ကအရန်စာငတ်တဲ့အတွက်ကြောင့်မလို့အေလိယကိုအေလိယနောက်ကို तू ကတကောက်တောက်လိုက်ခဲ့တာဖြစ်တယ်အေလိယကသူ့ကိုခေါ်တယ်ခေါ်ပြီးလို့ရှိရင်တိတ်တောင်အေးစိုက်တာမဟုတ်ဘူးပေါ့နော်ဒါမဲ့ तू ဟာသူ့ရဲ့နှောသူ့ပိုင်းဆိုင်တဲ့နှွားကိုတက်တက်ပြီးရောင်ပြီးမိသားစုတွေကို ထားခဲ့နောက်ပြီးအိလိယနှက်ကိုတကောက်ကောက်ကိုလိုက်တာဖြစ်တယ်အိလိယကတော်ပြီးမလိုက်နဲ့တော့နေခဲ့တော့လို့ပြောလဲမရဘူးတကောက်ကောက်ကိုလိုက်တာဖြစ်တယ် နောက်ဆုံးအေလိယသူ့ရှေ့ကနေအရှင်လက်လက်ကောင်းမြတ်မောကြွတိုက်တော့သူကအနောက်ကနေလိုက်တာဖြစ်တယ်။သူအဲ့လိုလိုက်ရတဲ့ကြောင့်မို့တခြားဘေးရလူတွေကလည်းပြောတယ်ဟဲ့ဘာလို့နောက်ကနေလိုက်နေ။ဒါပေမဲ့သူအဲ့ဒါလည်းဘာမှဂရုမစိုက်ဘူး။သူမျက်စိထဲမှာဘာကိုပဲမြင်နေလဲဆိုလို့ရှိရင်သူမျက်စိရှေ့မှာရှိရဲ့သူ့ရဲ့ဆရာဖြစ်တဲ့အေလိယက နမိတ်လက္ခဏာတို့ပြုတယ်အဲ့ဒီနဆတော့ဘိတ်သိက်ကိုသူလိုချင်တဲ့အခါမှာဘိတ်သိက်နောက်ကိုပဲသူတကောက်ကောက်ပေါင်းလိုက်တယ်အဲ့ဒီဘိတ်သိက်ကျွမ်းအဖိုးခပေးတယ်အချိန်ပေးတယ်လူပေးတယ်အပင်ပန်းခံတယ်အဲ့ဒါကြောင့်မလို့နဆတော့ဘိတ်သိက်ကိုရပြီးတော့မှအေလိယရဲ့ဘိတ်သိက်ကအေလိရှဲစီကိုစီးစင်းတာဖြစ်တယ်ဆရာတယောက်ရှိသူတရားဟောဖို့အတွက်ဆိုလို့ရှိရင်ပေါ့နော်ဒီပွဲတွဲမှာသူ့ကိုတရားဟောဖို့အတွက်စက္ကွန်မိနစ်ပဲသူ့ကိုအချိန်ပေးရဖြစ်တယ်စက္ကွန်မိနစ်လေး စာတရားဟောဖို့တက်ကို तू စက်ခုနှစ်နာရီ तू စက်ကတ်တာဖြစ်တယ်။ तू အကြာကြီးစက်ကတ်တယ်စက်ကတ်တယ်စက်ကတ်တယ်စက်ခုမိနစ်စာတရားဟောဖို့အတွက်စက်ခုနှစ်နာရီ तू စက်ကတ်တဲ့အခါမှာ तू သူ့ကိုစပြီးမိုက်ပေးလိုက်ပြီ။သူ့ကိုစပြီးမိုက်ပေးပြီးတော့မှ तू ကနေပြောမှာ ။ဘာမှနော်ဒီလိုမျိုးစား information တွေပေးရတရားဟုတ်လားမဟုတ်အားလုံးကိုဖျားရှင်ကောင်းယူအဲ့လောက်ပဲပြောရတဲ့ကိုလောက်များစွာသောလူတွေကနေပြောဟာငိုလာပြောမျက်မှောက်တော့ကိုအကြီးကျယ်ခံစားရပြောမဟိုးတကယ်ကိုပဲမနေနိုင်မထိုင်နိုင်အရှိတ်ကိုထွက်ပြီးဆက်ကပ်ပြီးနောင်နာရတာဖြစ်တယ်။အဲ့ဒီရက तू ပြောတာတော်နေလို့လည်းမဟုတ် तू ဟောတာတော်နေလို့လည်းမဟုတ် तू မှအဲ့ဒီအရာတွေဘာမှရှိရမလဲသူအနောက်ကွယ်မှာ18နာရီစက္ကတ်ထားခြင်းဘိတ်တိတ်ကနေပြောမှာစက္ကတ်အနယ်ချင်းဆိုတဲ့အရာကနေလာတဲ့ဘိတ်တိတ်ပဲဖြစ်တယ်အဲကြောင့်မို့ဒီမှာရှိရလူတွေကိုခွန်အားပေးခြင်းနေ ဗိတ်သိက်လိုချင်တယ်ဗိတ်သိက်လိုချင်တယ်အဖိုးခပေးရမယ်ဆိုလို့ရှိရင်မပေးချင်ဘူးဗိတ်သိက်လိုချင်တယ်ဆိုလို့ရှိရင်အဲ့ဒီဗိတ်သိက်ချက်ကိုအဖိုးအခပေးရတယ်အဖိုးအခမပေးဘူးဆိုလို့ရှိရင်ဘယ်အရာမှအလကားမရဘူးရဖို့အတွက်ခက်လေလေအဲ့ဒီအရာကပို့ပြီးတန်ဖိုးရှိလေလေပဲဖြစ်တယ်အားကြောင့်မလို့ဗိတ်သိက်ကိုလိုချင်လားဗိတ်သိက်ကိုလိုချင်တယ်ဆိုလို့ရှိရင်အဲ့ဒီဗိတ်သိက်ရှိရဲ့လူစီမှာဆွတ်တောင်းခံရတယ်မပေးဘူး ဲ့ဒီပိတ်သိက်ရှိရဆရာကိုလုံးဝကိုမျိုးစစ်ကျဲလိုက်လက်မတွတ်နဲ့ပမာဏအများကြီးမျိုးစစ်ကျဲလိုက်သင်မျိုးစစ်ကျဲတဲ့အတိုင်းသင်ပြမီပိတ်သိက်ခံစားမှာဖြစ်တယ်။သူ့နောက်ကိုတကောက်ကောက်လိုက်သူဘာကြီးလှုပ်နေလဲသူဘာကြီးစားနေလဲသူဘာကြီးသွားနေလဲသူဘာကြီးဖက်နေလဲတကောက်ကောက်လိုက်ပြောမှအီလီရှဲကအီလီယာအနောက်ကိုတကောက်ကောက်လိုက်တယ်လို့မျိုးစားငါတို့တွေကပါ anointing seeker လို့ပြောရမှာအနောက်ကိုလိုက်ပြောမှအဲ့ဒီပိတ်သိက်ကိုရအောင်ယူဖို့အတွက်ဖြစ်တယ်